ဆင်ပြေသလားတော့ကျွန်တော်ပြောကြည့်ပေးမယ်နော်အဲ့တော့ဖိုင်တန်တဲ့၅ချိန်မှာလိုက်ကစားပါလို့ပဲကျွန်တော်ဆက်ပြီးတော့တိုက်တွန်းပါတယ်ဖိုင်ကိုကျွန်တော်ရှင်းပြခဲ့ပြီကျွန်တော်လက်ဆွေရင်းချရည်တည်တယ်ဖိုင်ကစနစ်အရာဖော်မြူလာစနစ်အရာဆိုတပတ်တစ်ချိန်ဖိုင်ထိုးရမယ်ကစားွက်ပြီဒီဘွက်ပြောဆိုရင်ရှစ်ထိုင်ပါနော်ဒါတပတ်တစ်ချိန်ဖော်မွေးစနစ်နဲ့ဖိုင်ကိုကစားတာပြီဒီဘွက်ပြောဆိုရှစ်ထိုင်ပုံသေးမွေးထိုးရမယ်ဖိုင်ပြီး၅ထိုင်အဲ့ဒီနောက်ကိုတင်ကစားဖို့နော် စက်ကွက်လုံးမလိုက်နိုင်ဘူးဆိုလို့ရှိရင်ဒီနှစ်ကွက်တော့မိစေလို့ဒါထိုးပြအောင်ထိုးဖို့เนาะဒီလိုပဲကျွန်တော်ကတော့အကြံပြုတယ် formula စနစ်ရတပတ်တပတ်တပတ်ကိုဒီချိန်ထွက်တဲ့ train စနစ်က shift ထားဒီကွက်ပဲเนาะငါးထိုင်ရတဲ့ပုံစံမျိုးဒီနှစ်ကွက်တော့တင်ကစားပေါ့စက်ကွက်လုံးထိုးနိုင်တဲ့လူကစက်ကွက်လုံးထိုးပြီးဒါကိုတင်ကစားစက်ကွက်လုံးမထိုးနိုင်တဲ့ပုဂ္ဂိုလ်ကဒီနှစ်ကွက်တော့ဆက်ပြီးတော့ထိုးထားပေါ့เนาะဒါအပတ်စဉ်တိုင်းကျွန်တော်သတိပေးနေပါမယ်ပေါ့เนาะအဲ့တော့ခုနှစ်ချိန်မြောက်ကျန်တဲ့ချိန်ကစပြီးတော့เนาะ ဒါကြောင့်လေ16ကျင်းကျွန်တော်စပြီးပြောခဲ့ပေါ့နော်ကြံခဲ့တဲ့တိကျ6 4 3ည1ဆိုပြီး16ကျင်းညကျင်းစပြီးကျွန်တော်ရှင်းပြခဲ့နော်ကြံခဲ့တဲ့တိကျ3လုံးတော့တိကျ4လုံး6 4 3ည1 16ကျင်းမှာတော့9ထိပ်ကထပ်ပြီးသွားပြီအဲ့တော့နောက်ထပ်ကြံနေတဲ့အခါ16ကျင်းမှာကျွန်တော်သတိပေးခဲ့တယ်ကြံခဲ့တဲ့တိကျ6 4 3ည1 4လုံးကြံနေတယ်အကုန်မပြောက်ဘူးလာနိုင်တယ်ဆိုပြောခဲ့တဲ့16ကျင်းမှာလည်း9ထိပ်ကထွက်သွားပြီအခုထိပ်ကြီး၄လုံးနဲ့က3လုံးကျန်နေတယ် လေးသုံးရတက်ဆိုတိတ်စီသုံးလုံးအဲ့သုံးလုံးနဲ့နှလုံးပဲထွက်မယ်ဒီဒီနေ့ထက်မှတိတ်စီတစ်လုံးပျောက်ကိုပျောက်လိုက်တိတ်စီဒီတစ်လုံးမှာကိုးလုံးပဲထွက်လို့ရတယ်ဆယ်လုံးပြအောင်ထွက်လို့မရဘူးဒီနေ့ထက်မှာဖော်မြူလာသူ့ရဲ့အတိုင်းအမှန်ဒီကစားကွက်တွေရှိတယ်နော်တိတ်စီဒီနေ့ထက်မှာ2025ထဲမှာတိတ်စီဒီကိုးလုံးပဲထွက်လို့ရမယ်တိတ်စီတစ်လုံးပျောက်ကိုပျောက်အောင်ကျန်းကိုကျန်ခဲ့ရမယ်အဲ့တော့မထွက်သေးတာတိတ်စီသုံးလုံးပဲကျန်တော့တယ်ဘယ်တိတ်စီပျောက်မလဲဘယ်တိတ်စီကျန်မလဲပေါ့နော်ဒါတွေကျွန်တော်တို့မှန်းဆပြပြီးတော့အောက်ကောင်းတယ်ဆိုတော့တိတ်စီပေါ့နော်ဒီသုံးလုံးတွေက ကျွန်တော်တို့ကျွန်တော်ရဲ့အမြင်ရှုထောင့်ကနေရှင်းပြပြမှာဖြစ်တယ်အဲ့ပြောရရှိရပေါ့တကြီးကကိုးလုံးထောက်မှာတလုံးပြန်လဲဆိုဘလိုင်းကြီးတော့ကျွန်တော်ဘယ်ပြောလို့ရမလဲဒီဒီကလင်ဒါစာရွက်ပေါ်မှာရှိတဲ့ကိန်းကနန်းတွေရဲ့ဖြစ်စဉ်တွေကိုကြည့်ပြီးတော့ဒါကျွန်တော်လည်းဆုံးဖြတ်ပြီးပြောတာပေါ့နော် တော့အမှန်နဲ့အမှားတော့အမှားဆိုတာကတော့ပါစနစ်မြတ်သွားမှာမှန်တာကတော့ပါစနစ်နင်းမှာဒါယူချင်းပြောတာနော်ဘာလို့တကွက်ထွက်တာကိုက99ကိုကမထွက်ဘူးလေမထွက်ဘက်ကမထွက်နိုင်ဘူးလို့ပြောတာကိုက99ကွက်ဘက်ကလေပိုးမှန်နိုင်တာပေါ့ထွက်မယ်လို့ပြောတာတကွက်ဘက်ကလေဒါကတော့အများနဲ့ဘယ်လိုမှန်လို့ရမလဲဒါတော့ခင်ဗျားတို့ကိုယ်တိုင်စဉ်းစားပေါ့နော်အဲ့တော့တိုက်စီ3လုံးကြံနေတယ်လေ3ညာ1အဲ့တိုက်စီ3လုံးကျွန်တော်ရယူဆမှာနှလုံးလာအောင်ပဲတစ်လုံးကြီးတော့ပျောက်ကိုပျောက်ပါဒါကျွန်တော်ရယူဆပိုင်းပြောတော့နော်နန်းထောက်ကြီးပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ရှင်းပြပေးမှာကြောက် ဘာကြောင့်တလုံးကြံ့နိုင်နေလဲဆိုတော့စနစ်ကိုရှင်းပြပေးမှာအဲ့လိုရှင်းပြပေးပြီးရင်အဲ့တိတ်စီတလုံးကြံ့တဲ့ထက်ကဟိုကြက်ဟိုတိတ်စီသုံးလုံးကြံ့တယ်ဒီသုံးလုံးလေးကဆက်ပြီးတော့ဘယ်တိတ်စီကအကောင်းတယ်လဲဒါကိုရေးချယ်တဲ့စနစ်ကိုကျွန်တော်ရဲ့အမြင်ကိုရှုတော့ပြောမှာနော်မှန်ကြမှန်မယ်မှားကြည့်မှားမယ်နော်ဒါအမှန်တိုင်းပြောပြနော်မှန်မှန်ပဲလို့အတိအကျကျွန်တော်မပြောဘူးနော်1990ခုနှစ် ဒီနေ့ကစားပေါ့နော်စံတဲ့တကြိမ်ဖြစ်တဲ့လမ်းကျော်1980ခုနှစ်မှာတက္ကသီတီကိုလုံးမဲ့ကျတယ်အဲ့ဒီနှစ်ထဲမှာတက္ကသီတလုံးပြောက်လေးတက္ကသီဆိုတဲ့လေးဆိုတဲ့နံပါတ်တက္ကသီပြောက်ပြောက်ပါတယ်တဲ့ဟုတ်မို့ကျွန်တော်စစ်ကြည့်နော်ဖုန်ထိတ်၅ထိတ်၁ထိတ်၃ထိတ်၁ထိတ်၅ထိတ်၇ထိတ်၆ထိတ်၆ထိတ်၈ထိတ်၃ထိတ်၆ထိတ်၃ထိတ်၅ထိတ်၃ထိတ်၃ထိတ်၂ထိတ်၃ထိတ်၂ထိတ်၇ထိတ်၃ညထိတ်၃ညထိတ်၉ထိတ်၃ညထိတ်ဆိုတော့ 1990ခုနှစ်တည်းမှာလေးတိရှိပြုလုပ်ရောက်ခဲ့တယ်တဲ့နောက်ထပ်7နှစ်လာခဲ့၃ညဆုံးနဲ့ခုနှစ်ပြီးတော့နောက်ထပ်7နှစ်ပြန်လာခဲ့တဲ့ဆုံးနဲ့ခုနှစ်77ကိုရောက်ပြီ77ခုနှစ်တည်းမှာဆိုနှစ်ထိပ်ပြောက်ခဲ့တယ်ဟုတ်မဟုတ်ကျွန်တော်စစ်ကြည့်အောင်နော်9ထိပ်4ထိပ်9ထိပ်7ထိပ်7ထိပ်7ထိပ်9ထိပ်6ထိပ်3ထိပ်3ထိပ်4ထိပ်7ထိပ်8ထိပ်6ထိပ်9ထိပ်7ထိပ်9ထိပ်4ထိပ်9ထိပ်6ထိပ်9ထိပ်7ထိပ်2ထိပ်ကပြောက်ခဲ့တယ်တဲ့ နောက်တကားဆယ်နှစ်နောက်ကြည့်ပေါ့လေတုံ့ပြန်ဆုံးတဲ့ခုနှစ်ပြီတဆုံးတဲ့ခုနှစ်ပြီဆိုတာနှစ်ဆုံးတဲ့ခုနှစ်လေ62ခုနှစ်နှစ်ဆုံးတဲ့ခုနှစ်ပေါ့နော်62ခုနှစ်မှာဆိုတုံ့ပြန်ဒိတ်စီတစ်လုံးပျောက်တယ်တဲ့ဒိတ်စီဒီကိုလုံးတော့ပြည့်အောင်ကြားတယ်တဲ့ဟော်မိုစစ်ကြီး၄ထိပ်၉ထိပ်ခွန်ထိပ်၅ထိပ်၃ထိပ်ခွန်ထိပ်၃ထိပ်၃ထိပ်၄ထိပ်၁ထိပ်၄ထိပ်၉ထိပ်၄ထိပ်၇ထိပ်၆ထိပ်၆ထိပ်၁ထိပ်၅ထိပ်၂ထိပ်၈ထိပ်၆ထိပ်၉ထိပ်၅ထိပ်၁ထိပ်ထိပ်စီ၉လုံးပြောင်းထက်တဲ့ နှစ်စွန်းတဲ့ခုနှစ်တည်းမှာဆိုလို့ရှိရင်သုံးရတိပြောက်ခဲ့တယ်80ခုနှစ်မှာလေးတိပြောက်တယ်တက္ကစီကိုလုံးပြီးအောင်ထွက်တယ်87မှာဆိုနှစ်တိပြောက်တယ်တက္ကစီကိုလုံးပြီးအောင်ထွက်တယ်နှစ်စွန်းတဲ့ခုနှစ်နောက်ထပ်10နှစ်กว่า92ခုနှစ်မှာဆိုရင်တက္ကစီကိုလုံးပြီးအောင်ထွက်တယ်သုံးရတိပြောက်တယ်ဒါတွေကအချိန်ကျလို့ကျွန်တော်တို့ပြောပြရအောင်နော်ဒါအချိန်မကျခင်တော့ကျွန်တော်မပြောပါဘူးနှစ်ဆုံးတဲ့ခုနဲ့ပြီးတော့နောက်ထပ်10နှစ်တော့လား3ဆုံးတဲ့ခုနဲ့ရောက်ပြီဒီ3ဆုံးတဲ့ခုနဲ့မှာဆိုလို့ရှိရင်နှစ်ထိပ်ကြီးပြောက်တယ်တဲ့နော်ပြောက်တဲ့ထိပ်ကြီးဒီနှစ်ထိပ်ကြီးပြောက်တယ်တဲ့ ီ32ခုနှစ်မှာဆိုလို့ရှိရင်နှစ်တိတ်စီတစ်လုံးပြောက်တယ်တဲ့ဒိတ်စီကကိုလုံးပြောင်းဖြစ်တယ်ဟုတ်မို့စိတ်ကြအောင်နော်3ရက်ထိတ်3ထိတ်5ထိတ်3ရက်ထိတ်3ရက်ထိတ်1ထိတ်5ထိတ်6ထိတ်ခွန်ထိတ်၃ရက်ထိတ်၈ထိတ်၄ထိတ်၅ထိတ်၃ရက်ထိတ်ခွန်ထိတ်၈ထိတ်၅ထိတ်၃ရက်ထိတ်၅ထိတ်၄ထိတ်ဒီညမှာ၅ထိတ်၃ထိတ်၉ထိတ်၄ထိတ်နှစ်ထိတ်စီတစ်လုံးပျောက်ခဲ့ပါတယ်ဒီ၃ဆုံးတဲ့ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့တိတ်စီက၉လုံးတော့ပြည့်အောင်ဖတ်တယ်နှစ်ထိတ်ပျောက်တယ်နောက်ထပ်၁၀နှစ်ခြားလိုက်၄ဆုံးတဲ့ခုနှစ်၂၀၁၄ကိုရောက် ဒီနေ့ထဲမှာလည်းဒီတိုင်းပဲသိသိဒီကိုလုံးပြောင်းထွက်တယ်ပုံညာထိပ်စီတစ်လုံးပြောင်းထွက်တယ်ဟုတ်မဟုတ်ကျွန်တော်ပြန်စစ်ကြည့်အောင်နော်ဘိုးထိပ်တစ်ထိပ်နှစ်ထိပ်ထိပ်သုံးထိပ်လေးထိပ်ရှစ်ထိပ်လေးထိပ်နှစ်ထိပ်ငါးထိပ်တစ်ထိပ်ကိုးထိပ်လေးထိပ်ခွန်ထိပ်သုံးထိပ်ရှစ်ထိပ်ရှစ်ထိပ်ခွန်ထိပ်နှစ်ထိပ်၆ထိပ်လေးထိပ်၆ထိပ်ရှစ်ထိပ်လေးထိပ်သုံးထိပ်ခွန်ထိပ်အဲ့တော့ဒီနေ့ထဲမှာပုံညာထိပ်စီပြောင်းခဲ့တယ်ကလင်နာရဲ့ချစ်စင်မှာတော့7နှစ်တကြိမ်ပေါ့နော်ထိပ်စီဒီ6လုံးပဲထွက်တယ်တလုံးကခြံကိုခြံတယ် ဲ့တော့1980ဆက်စားတာဒီနေ့ထဲမှာဆိုထိပ်စီ၉လုံးပြောင်းထွက်တယ်၄ထိပ်စီပျောက်ခဲ့တယ်တလုံး၄ထိပ်စီကျန်ခဲ့တယ်နောက်ထပ်10နှစ်ကြာ81ခုနှစ်မှာဆိုလို့ရှိရင်ထိပ်စီ၉လုံးပြောင်းထွက်တယ်၂ထိပ်စီကျန်ခဲ့တယ်နောက်ထပ်10နှစ်กว่าနှစ်စွန်းတဲ့ခုနှစ်90နှစ်မှာဆိုထိပ်စီ၉လုံးပြောင်းထွက်တယ်၃ထိပ်စီကျန်ခဲ့တယ်နောက်ထပ်10နှစ်အကွာလား၃စွန်းတဲ့ခုနှစ်မှာဆိုလို့ရှိရင်၂ထိပ်စီကျန်ခဲ့တယ်ကျန်တဲ့၉လုံးပြောင်းထွက်တယ်နောက်ထပ်7နှစ်กว่าပေါ့เนาะဒီ၄စွန်းတဲ့ခုနှစ်မှာဆိုတက္ကစီ၉လုံးပြောင်းထွက်ပြီးတယ်၃ရက်တက္ကစီရကျန်ခဲ့တယ် အဲ့တော့နောက်တဲ့7နှစ်กว่าဆိုဒီ2025လေးကိုရောက်ပြီပေါ့เนาะ2025လေးကိုရောက်ပြီ16ကြိမ်ပြီးသွားပြီ5ကြိမ်ပဲကျန်တော့တယ်5ကြိမ်ကျန်တဲ့ချိန်မှာမထွက်လာတဲ့တက်စီတွေ3လုံးကျန်ခဲ့တယ်လေ3 1ဆိုတဲ့တက်စီ3လုံးကျန်ခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့ဒီဖြစ်စဉ်ဒီစာပိုင်းအရာဆိုရင်ဒီ4 3 1ဆိုတဲ့တက်စီ3လုံးတွေကတစ်လုံးကပြန်ပေးရတာအဒီတဲ့4 3 1မထွက်လာတဲ့တက်စီ3လုံးတွေကနှလုံးပဲထွက်လာနိုင်တော့တယ်တစ်လုံးကကျန်ကိုကျန်ပေးရမှာ ဒါကကျွန်တော်တို့နန်းထောက်ပြရမှာမဟုတ်ဘူးနော်ဒါစီးစနစ်နဲ့စနစ်တခြင်းဖြစ်တဲ့လမ်းကြောင်းတိုင်းကျွန်တော်တို့ရှင်းပြပေးလိုက်တာအဲ့တော့လေသုံးညတစ်ချိန်စီသုံးလုံးမှကြံတော့တယ်အဲ့သုံးလုံးတွေကတစ်လုံးကကြံပြီးခဲ့ရမှာကိုယ်လုံးပြောင်းနောက်ထပ်နှလုံးဖက်ပြရမှာအဲ့တော့ဒီလေသုံးညတစ်ချိန်စီသုံးလုံးတွေကဘယ်လုံးကြံလာကြံခဲ့မလဲဘယ်ကောင်တွေကဘယ်နှစ်ဟိုဘယ်ကောင်တွေကထွက်လာမလဲအဲ့အနေနဲ့ပတ်သက်ပြီးတော့အယူဆပိုင်းကိုဆက်ပြီးပြောပြမှာပေါ့နော်အခုကတော့စနစ်တခြင်းဖြစ်စဉ်ဖြစ်တဲ့အချက်မှာ ဒီနှစ်ဒီထိပ်စီရကိုလုံးပဲချပေးလို့ရမယ်တလုံးကကြံကိုပြန်ပေးရမယ်ဆိုတော့စနစ်ဒါကပုံရစနစ်ခုနှစ်တစ်စနစ်ခုနှစ်နှစ်စနစ်ခုနှစ်သုံးစနစ်ခုနှစ်လေးစနစ်ခုနှစ်ငါးစနစ်ခုနှစ်ဆိုပြီးဆယ်နှစ်တကြိမ်ရှေ့မှာ၅ကြိမ်လုံးလုံးလုပ်ပြီးပြီးဒါ၆ကြိမ်လောက်ကစားကွက်အဲ့တော့ဒီထိပ်စီသုံးကြံခဲ့တဲ့ထိပ်စီသုံးလုံးတွေကကျွန်တော်တို့ကျွန်တော်အယူဆပိုင်းရပေါ့နော်ဆက်ပြီးတော့မပြတ်မကွက်အားကောင်းကောင်းနဲ့ထွက်လာတဲ့နိုင်တဲ့ထိပ်စီဆိုပြီးတော့ကျွန်တော်လေးထိပ်စီကို ပို့ပြီးတော့နှစ်သက်ကျွန်တော်ကတော့သုံးသက်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်ကိုဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်ဘာကြောင့်လေးတိတ်စီထွက်လာနိုင်လဲလေးတိတ်စီထွက်ရင်ဘယ်လိုစနစ်မျိုးနဲ့ထွက်လာမလဲဆိုတဲ့မသက်ကိုဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်နော်နှစ်ဥမာလောက်သွားတဲ့လမ်းကြောင်းနေမဲ့ဆိုလေးတိတ်စီဒီမပြောင်းနိုင်ဘူးလို့ကျွန်တော်ယူဆထားတယ်ပေါ့နော်အဲ့တော့နှစ်ဥပမာဆုံးထွက်တဲ့ကဏ္ဍမှာကိုးနောက်ပိတ်ဆိုပြီးတော့ရိုက်ခဲ့ကိုးနောက်ပိတ်နဲ့ထွက်ခဲ့တဲ့ကဏ္ဍအခုပြန်ပြီး၈ွက်ရှိတယ်ပေါ့နော် ဲ့လို၉နောက်ပိတ်လို့ရိုက်တဲ့နှစ်ထဲမှာတဲ့ကိုထိတ်လေးထိတ်ပါဝါတစ်ဘက်ထိတ်ကြည့်ပြီးလုံးဝမပြောက်ဘူးတဲ့ကိုလေးပါဝါထိတ်ကြည့်မပြောက်ဘူး၉နောက်ပိတ်ရှစ်ချက်လုံးမှာဟိုကျန်တဲ့ခုနှစ်ချက်လုံးမှာပေါ့ဒါကခုကျွန်တော်တို့ကစားမှာရှစ်ချက်မြောက်၉နောက်ပိတ်အဲ့၉နောက်ပိတ်လို့ကြပြီးတဲ့နှစ်ထဲမှာကိုလေးထိတ်ကြည့်ပါဝါနှလုံးလုံးထိတ်ကြည့်နှလုံးလုံးမပြောက်ဘူးအဲ့ဒီမှာသူ့ကြချက်ကကိုထိတ်စီလို့ကြပြပြီးရင်တဲ့ဒီမလေးတွေကအရင်ထွက်တယ်နော်ခုကျွန်တော်ပြောချင်တဲ့ method ကကိုထိတ်စီကိုစကြ တော့ကိုတိတ်စီကြပြီးကိုတိတ်စီရဲ့ကြင်ကြင်ကြင်ဒီတော့ကြင်ကြင်ကိုတိတ်စီရဲ့အောက်ဆောက်ကြင်အတွင်းမှာကိုရဲ့နှက်ခတ်ဆောက်ကြင်အတွင်းမှာကိုတိတ်စီကြင်ကြင်ပေါ့နော်အဲ့ကိုတိတ်စီကြင်ကြင်ရဲ့တစ်ခုစီတော့ကိုတိတ်စီကြင်ရဲ့အောက်ဆောက်ကြင်ကိုရဲ့နှက်ခတ်ဆောက်ကြင်အတွင်းမှာလေးတိတ်စီကလိုက်ကိုလိုက်တယ်ဒါပထမကမှဆိုဒီကိုတိတ်စီအောက်မှာဒီနေရာမှာလေးတိတ်လိုက်တယ်ဒုတိယမြောက်ကိုနောက်ပိတ်ဒီနေရာမှာဖြစ်တယ်အဲ့လိုကိုနောက်ပိတ်ဖြစ်တဲ့နှစ်ထဲမှာပဲလေးတိတ်စီလည်းဖြစ်တယ် ကိုတိတ်စီလည်းထွက်တယ်အဲကိုတိတ်စီတကြိမ်တကြိမ်စီတော့ကိုတိတ်စီရဲ့အောက်ကိုရဲ့နှက်ခတ်၆ကြိမ်တည်းမှာတကြိမ်၄ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်တည်းမှာလေးတိတ်စီရဲ့လိုက်ကိုလိုက်တယ်တဲ့နှက်ကံမြောက်ကကိုတိတ်စီကဒီမှာထွက်တယ်၃ကံမြောက်ကိုတိတ်စီစီဒီနေရာမှာလာထွက်တယ်ကိုနောက်ဘိတ်ဒီနေရာမှာလာထွက်တာပြောတယ်ကိုလွှဲနေနော်ခွန်၃ကိုဆိုကိုနောက်ဘိတ်ကတတရမြောက်ကိုနောက်ဘိတ်ကဒီနေရာလာထွက်တယ်အဲ့လိုကိုနောက်ဘိတ်ထွက်တဲ့နေ့ထဲမှာလည်းပဲကိုမှာကိုတိတ်လေးထိပ်လုံးဝပြောက်မြောက်အဲ့တော့ဒီကြိမ်စီတော့ကိုတိတ်ရဲ့အောက်၆ကြိမ်တည်းမှာလေးတိတ်ကလိုက်ကိုလိုက်တယ်ဒီမှာကိုတိတ်ထွက်တယ်ဒီမှာလေးတိတ်ကလိုက်ကိုလိုက်တယ် နောက်တစ်ခါလေးချက်မြောက်၉နောက်ပိတ်ဒီမှာလာဖြစ်တာအဲ့တော့လေးချက်မြောက်၉နောက်ပိတ်ထွက်တဲ့နေ့ထဲမှာပဲလေးထိပ်၉ထိပ်ကပျောက်ကုန်ပြီးပူတယ်ဒီမှာလေးထိပ်ထွက်တယ်ဒီမှာလေးထိပ်ထွက်ခဲ့တယ်ဒီမှာလေးထိပ်ထွက်ခဲ့တယ်ဒီနေရာမှာ၉ထိပ်ထွက်တယ်အဲ့ဒီ၉ထိပ်ကနေအောက်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်မြောက်မှာလေးထိပ်လေးထိပ်ကပြန်ပြီးတော့လိုက်တယ်ပြောချင်တာ၉ထိပ်သီးတစ်ကြိမ်ကြိမ်ရဲ့အောက်ကိုယ့်ရဲ့နှက်ကစောက်ကြိမ်တွေမှာလေးထိပ်ကတစ်ကြိမ်မပြတ်မကွပြန်လိုက်တယ်လေးကရှိပါတယ်နော်ဒီနေ့ထဲမှာနှစ်ချက်မှာကိုယ်ပဲလေးထိပ်၉ထိပ်နှလုံးလုံးထွက်တယ် ကိုထိပ်ကြီးဒီနေ့တက်မှဖက်ကြတာဖက်တာနောက်ကြတယ်ဒီကမှလာဖက်တာဒါပေမဲ့အဲ့ကိုထိပ်ကြီးကလည်းအောက်ကူကြီးဖောက်ကျင်တင်မှာလေးထိပ်တစ်ချိန်ကလိုက်ကိုလိုက်တယ်ဒါလေးကက်မြောက်ကိုနောက်ပဲနော်အဲ့ဒီမှာဆိုချင်း၅ကက်မြောက်ကိုနောက်ပဲဒီမှာ၆ကက်မြောက်ဒီမှာ၇ကက်မြောက်ဒီမှာ၈ကက်မြောက်ကိုနောက်ပဲဒီလေးချက်စက်လိုက်တန်းခဲ့တာဒီမှာတော့နော်အဲ့၅ကက်မြောက်ကိုနောက်ပဲမှာလေအဲ့စနစ်ကိုအောင်းတယ်ကိုနောက်ပဲလို့ထွက်တာနဲ့ကိုထိပ်လေးထိပ်တော့မပြောဘူးဒီချိန်ကြီးတော့ကိုယ်ထိပ်စီအောက်ဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်အတွင်းမှာလေးထိပ်ကလိုက်ကိုလိုက်တယ်အဲ့တော့ဒါ၆ကက်မြောက်ကိုနောက်ပိတ်အဲ့နေ့တည်းမှာလေးထိပ်လေးထိပ်ထွက်တယ် ကိုးထိတ်ဖြတ်တယ်ကိုးထိတ်ဖြတ်တယ်အဲကိုးထိတ်ဒီတစ်ချိန်ချက်အောက်၆ချိန်တင်မှာလေးထိတ်ဒီလိုက်တယ်ဒီမှာကိုးထိတ်ကိုးထိတ်ဆိုပြီးလိုက်တယ်လေးကိုးထိတ်ဒီမပြတ်ဘူးအဲ့တော့ဒီမှာခုနကမြောက်ကိုးနောက်ပြီးပါဒီမှာလာဖြတ်တယ်အဲ့ဒီထက်မှလည်းကိုးထိတ်လေးထိတ်မပြတ်ဘူးဒီမှာကိုးထိတ်လိုဖြတ်ခဲ့တယ်၆ချိန်တင်မှာလေးနောက်လေးထိတ်ဒီဖြတ်ပြီးတော့လိုက်ကိုလိုက်တယ်ဒါဆိုရင်၈ကမြောက်ကိုးနောက်ပြီးဒီနေရာမှာ၈ကမြောက်ကိုးနောက်ပြီးဖြစ်သွားတယ်အဲ့ဒီနေ့မှလည်းပဲပေါ့နော်လေးတွေဒီကုလေးဒီမထက်ခဲ့သေးတာအပြာကြီးပဲအခုကုလေးဒီကအရင်ထွက်ပြီးသွားပြီ ကိုရိစီပတ်ပြီးသွားပြီးဖြစ်တဲ့အတွက်ဒီကိုရိစီရဲ့6ကြိမ်အတွင်းမှာဒီ6ကြိမ်အတွင်းမှာလေးကြိမ်ကလုံးဝမပြတ်လားကိုလာမယ်အဲ6ကြိမ်ရောက်9နောက်ပိတ်ထွက်ပြီးသွားပြီပေါ့နော်6ကြိမ်ရောက်9နောက်ပိတ်ထွက်ပြီးကိုထိတ်လည်းထွက်လာပြီဒီကိုထိတ်ထွက်လာတဲ့အတွက်ကိုထိတ်ကဒီ6ကြိမ်အတွင်းမှာကျန်းနေတဲ့လေးထိတ်လုံးဝမပြောက်နိုင်ဘူးဆိုတော့အယူအဆကိုဒီ9နောက်ပိတ်6ချက်အယူအဆကနေကျွန်တော်ကစိတ်ဝင်စားလိုက်ကစားနေတာဖြစ်ပါတယ်ပေါ့နော်ဒါ9နောက်ပိတ်6ချက်မှာ ကိုတိတ်လုံးလူတိတ်လုံးဝမပြောက်ကရှစ်ကျင်မြောက်ကိုနောက်ပိတ်ပေါ့နော်ကိုတိတ်ကြီးကလည်းကြာလာပြီဒီဘက်ကြောင့်ဒီကိုတိတ်ကြီးရဲ့၆ကျင်အတွင်းမှာလေးတိတ်ကလိုက်ကိုလိုက်ရမယ်ဆိုအယူဆဒီနီးစနစ်ပိုင်းနဲ့ကျွန်တော်ကလေးတိတ်ကိုဒါကျန်တဲ့၅ကျင်အတွင်းမှာအထူးလိုက်ကြစမ်းပါပေါ့နော်ဒါလေးတိတ်ကျန်တဲ့၅ကျင်အတွင်းမှာလေးတိတ်လုံးဝပြောက်မရဆိုတဲ့အယူဆကိုဒီနီးစနစ်နဲ့ကိုင်းပြီးတော့ကျန်တဲ့၅ကျင်အတွင်းမှာအထူးလိုက်ကြစမ်းပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က ဒီလိုမပြောက်တော့ဘူးလို့အယူဆဆိုကျွန်တော်တို့ကဆက်ဆက်မြဲမြဲကိုင်းပြီးသုံးတော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါသုံးတော့မှာပေါ့သုံးတော့မယ်ဆိုလို့ရှိရင်ဒေးစိတ်လာမယ်ဆိုရင်ဘလို့စနစ်မျိုးနဲ့လာနိုင်လဲဆိုရင်စနစ်ကျွန်တော်အရင်လဲရှင်းပြခဲ့ပြီလေနှစ်ပိတ်မှာ၄ပရိယိုက်တာ၄ချက်ပဲရှိတယ်ပထမ၄ပရိယိုက်တဲ့အချိန်မှာ၅ထိပ်စီခံတယ်ဒုတိယ၄ပရိယိုက်တဲ့အချိန်မှာ၄ထိပ်စီခံပြီးမှရိုက်တယ်တတိယ၄ပရိယိုက်တဲ့အချိန်မှာ၃ထိပ်စီခံပြီးမှရိုက်တယ်စတုတ္ထမြောက်၄ထိပ်စီရိုက်တဲ့အချိန်မှာ၂ထိပ်စီခံပြီးမှရိုက်တယ် အဲ့ဒီ9သိပ်ပြီလို့ခံတယ်ဒီမှာ၄ပြည့်လို့ထွက်တယ်။ तू ကနေတနည်းနည်းနဲ့၃နည်း၄နည်း၅နည်းမြောက်နည်းထဲမှာတဲ့။လေးသိပ်ဒီလုံးဝမပြတ်ပါဘူးတဲ့။၉သိပ်၆သိပ်၃ရသိပ်၇သိပ်၄သိပ်၉သိပ်၉သိပ်၃သိပ်၅သိပ်၁သိပ်၁သိပ်၆သိပ်၄သိပ်အဲဒီနေရာမှာ၄သိပ်စီဆိုစတဲ့။အဲ့လို၄သိပ်လို့စထွက်တယ်နဲ့၄အပူခွနေပြီလိုက်တယ်ဆိုနော်။ဒုတိယကဒီမှာ၄သိပ်ပြည့်လေးလို့ရိုက်ပြီ။ तू ကနေ၅နည်းမြောက်ကိုရင်းမဲ့တနည်းနည်းနဲ့၃နည်း၄နည်း၅နည်းမြောက်နည်းထဲမှာတဲ့။ လေးထိတ်ဒီလုံးဝမပြောက်ဘူးတဲ့သုံးထိတ်တစ်ထိတ်သုံးရထိတ်လေးထိတ်ဒီနေရာမှာစထွက်တယ်လေးထိတ်ဒီလိုစထွက်တာနဲ့လေးအပူခွန်နေတဲ့ကနန်းကိုရိုက်တာတတိယမြောက်သုံးထိတ်တွေ့အောင်မပရိလေးလိုရိုက်ပြီးတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်နှစ်ထင်းမှာတဲ့လေးထိတ်ဆိုစထွက်တာနဲ့သုံးထိတ်တစ်ထိတ်နှစ်ထိတ်သုံးထိတ်ဒီမှာလေးထိတ်ဆိုဒီနေရာမှာစထွက်တယ်လေးထိတ်ဆိုစထွက်တာနဲ့လေးအပူခွန်နေတယ်ရိုက်တယ်ဒါဆိုသုံးထိတ်မြောက်နှစ်ထိတ် ငါးလေးသုံးတယ်ဆိုရင်စီနီယာခံပြီးမှနှစ်ပိတ်မှာဘရိတ်လေးကိုကြာတာလေးကမြောက်ကြာပြီးဒါကြောင့်သူကနေထောက်မဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်အတွင်းဒီ2025ထဲမှာတဲ့လေးထိပ်ပြောက်မရဘူးတဲ့လေးထိပ်လို့မှစကြရင်လေးအမှုခွနဲ့လည်းကြာရမယ်တဲ့အရန်သေးသက်တဲ့စနစ်တစ်ခုပါနှစ်ပိတ်24ချိန်မှာလေးထိပ်ကြာတာလေးကပ်ပဲရှိသေးတယ်သူ့ရဲ့ခွင့်ဆက်တွေနဲ့လိုက်ကစားတဲ့စနစ်ပရမကတ်မှာငါးထိပ်လေးပိတ်ငါးထိပ်ခံပြီးမှလေးထိပ်ကြာတယ်ဒုတိယကတ်မှာလေးထိပ်ခံပြီးမှလေးထိပ်ကြာတယ်တတိယကတ်မှာသုံးထိပ်ခံပြီးမှလေးထိပ်ကြာတယ် ဆုတ်ရကမှနှစ်တိတ်လို့ခံပြီးမှလေးပိတ်ကြတယ်အဲသူ့ရဲ့ခွင်းဆက်အဲလေးနဲ့ပတ်သက်ပြီးအများလိုက်ကစားတဲ့ကစားကွက်အရာလေးပိတ်ကနေစတော့ငါးနဲ့မြောက်နှစ်ထက်မှလေးတိတ်ပြီးလုံးဝမပြောက်ဘူးတဲ့လေးတိတ်လို့မှစကြရင်လေးအပူအဖွားနေပဲကြတယ်တဲ့အဲ့တော့ဒီစနစ်ကနေမှကျွန်တော်တို့ကကျန်တဲ့၅ချိန်အတွင်းမှာဒီဖရိတ်ဒီစီကြောကနေအချိန်တင်းတဲ့လေးတိတ်စီတင်းတဲ့အကြိုက်ကစားမယ် အကျဉ်း20 21 22 23 24ဒီ5ကျင်းပဲကျန်တော့တယ်အဲ့ဒီ5ကျင်းပြန်မှတကျင်းဒီကျွန်တော်တို့လေးတိတ်စီအကျင်းနဲ့ဒီစနစ်ကနေဖန်ကျက်ရကစားမယ်အဲ့တော့ဒီစနစ်ကပြေးတာဒီရဲ့ခုကျွန်တော်ရှင်းပြလိုက်ပြီနော်လေးတိတ်လို့စကြရင်နဲ့လေးတက်လေးအခွတ်တို့မဟုတ်လေးရှိဘူးဒီနှမျိုးနဲ့ပဲကြာမှာတဲ့အဲ့တော့အဲ့စနစ်နှမျိုးထဲမှာကျွန်တော်တို့အကျင်းကြီးလဲဒီ5ကျင်းတိတ်မှာဒီစနစ်ကနေတကျင်းတိတ်တက်လေးတိတ်စီတိတ်တက်ကစားမယ်ဒါကိုလည်းအကျင်းကြီးဖန်ထားတယ် နောက်တစ်ခုကျွန်တော်တို့လေးတိတ်လေးလေးတိတ်စလေးတိတ်လို့ကြားတဲ့အချိန်မှာလေးသည်တဲ့အခွတို့မှုရှိဘူးဒါနဲ့ပဲကြားလို့ရတဲ့အချိန်မှာတဲ့အခွကိုကျွန်တော်ဒုတိယဦးစားပေးလို့ကျွန်တော်ဆုံးဖြတ်လိုက်တဲ့ဒီလေးရှိအပူးကိုပထမဦးစားပေးဖြစ်ကျွန်တော်ဆုံးဖြတ်ထားတယ်ပေါ့နော်အဲ့ဒါကတော့ဒီလေးတိတ်သည်ကြားတဲ့အချိန်ကမှဒီနေ့ထက်မှလေအပူးနဲ့ကြနိုင်တဲ့ကစားကွက်အားကောင်းတဲ့စနစ်တွေအရကျွန်တော်ဒီလေးတိတ်စကြတဲ့အချိန်မှာလေအပူးခွန်နေပြီကြာမလေးတဲ့အခွတို့မှုလေးရှိဘူးနဲ့ကြာမယ်ထင်ပါကျွန်တော်လေးရှိဘူး ဟိုဦးစားပေးကစားဖို့စဉ်းစားထားတယ်ဆုံးဖြတ်ထားတယ်အဲ့တော့၄ရှိအပူနဲ့ဆိုတော့မိတ်ဆွေတို့ကျန်တာလဲ၅ချိန်ပဲကျန်တော့တယ်ပေါ့နော်အကျဉ်းသား၅ချိန်ပဲကျန်တော့တယ်၄ရှိဘူးနဲ့ဆိုလို့ရှိရင်ဒီဆက်ွက်ပဲလိုက်ကစားမှာ၄၄၃၄၄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 ၄ ဘာကြောင့်ကျွန်တော်ကဒီနေ့တည်းမှာလေးရှိဘူးကြနိုင်တယ်ဆိုတဲ့အယူဆလိုင်းကြီးရှိတယ်ဒါကိုတော့ကျွန်တော်ဆက်ပြီးတော့သုံးသပ်ပြပေးမယ်အဲ့တော့လေးဘူးကိုဘာကြောင့်နှစ်သက်တာလဲဆိုတဲ့လမ်းကြောင်းလေးကိုကျွန်တော်ဆက်ပြောပေးမယ်เนาะလေးဘူးကိုကျွန်တော်ဘာကြောင့်လေးတဲ့ကိစ္စကြရင်လေးတဲ့ကွာတော့မို့လေးရှိဘူးနဲ့ကြမယ်ဆိုရင်စနစ်အဲ့ထဲမှာမှလေးရှိဘူးကိုပို့ပြီးတော့ပထမဦးစားပေးနေနဲ့လိုက်မယ်ဘာကြောင့်လိုက်မှာလဲဆိုတော့၆မျိုးတော့ရှိတယ်ကျွန်တော်၃မျိုးတော့နမူနာပြောမယ်เนาะအဲ့ကိုနောက်ပိတ်ခုနရှစ်ချက်ရိုက်တယ်လို့ကျွန်တော်ရှင်းပြခဲ့တယ်เนาะကိုနောက်ပိတ်ရှစ်ဟိုရှစ်ချက်ရိုက်တဲ့အထက်မှာ အဲ့ကိုနောက်ပိတ်စစ်ချက်ရိုက်တဲ့တည်းမှာခွန်ကိုဆိုပြီးနောက်တွင်းနဲ့ရိုက်တာတုံးကက်ပါဒီမှာခွန်ကိုနောက်တွင်းနဲ့86မှာတကက်ထွက်တယ်နောက်တစ်ခါ2010ခုမှာခွန်ကိုနောက်တွင်းနဲ့တကက်ထွက်တယ်ကျွန်တော်နောက်တစ်ခါ2024မှာခွန်ကိုနောက်တွင်းနဲ့တကက်ထွက်တယ်အခု2025မှာထပ်ပြီးတော့ခွန်ကိုနောက်တွင်းနဲ့တကက်၄ကက်ပြီးထွက်ခဲ့အဲ့တော့၄ကက်ထွက်တဲ့တည်းကကျွန်တော်ကရှေ့တုံးကက်နဲ့တုံးကက်စီကိုကစားမှဖြစ်တဲ့အတွက်ရှေ့တုံးကက်နဲ့အယူဆကိုရှင်းပြပေးမယ်အဲ့ဒီယူဆကိုရှင်းမပြခင်တဲ့ခွန်ကိုနောက်တွဲရိုက်တဲ့၄ကက်ရှိတယ်၄ကက်စီအရင်လုတ်တဲ့သဘောတဘာဝကိုရှင်းပြပေးမယ် လေးတက်ဒီအရင်လုပ်တဲ့သဘောတဘာဝရှင်းပြပေးမယ်ခွန်ကိုလို့နောက်တွဲရရတာ ਨੇ အဲ့ဒီနေ့တည်းမှာခွန်တိတ်ကြီးခွန်ရဲ့ဘာဝနှစ်တိတ်ကြီးခွန်နှစ်တိတ်ကြီးလည်းထွက်တယ်ကိုတိတ်ကြီးကိုရဲ့ဘာဝလေးတိတ်ကြီးခွန်နှစ်ဘာဝတွေကိုလေးဘာဝတွေတိတ်ကြီးလေးလုံးလေးလုံးလုံးပြည့်စုံထွက်တယ်ဒီမှာခွန်တိတ်ထွက်ကြတယ်ဒီမှာလေးတိတ်ထွက်ကြတယ်ဒီမှာဖိုးတိတ်ထွက်ကြတယ်အဲ့ဒီ20ကြိမ်ကြာမှာအတိအကျနှစ်တိတ်ဆိုလားတက်ပထမတစ်ခွန်ဒုတိယတစ်ခွန်ကိုနောက်တွဲရိုက်တယ်အဲ့ဒီနေ့တည်းမှာလည်းခွန်နှစ် ပါဝါနဲ့ဆုံးတက္ကစီနှလုံးလုံးပြည့်စုံကြတယ်ကိုလေးတက္ကစီနှလုံးလုံးပြည့်စုံကြတယ်ဒီမှာဆိုခွန်တက္ကစီကြခဲ့တယ်ဒီမှာလေးတက္ကစီကြခဲ့တယ်ဒီမှာကိုးတက္ကစီကြတယ်ဒီမှာနှစ်တက္ကစီကြခဲ့တယ်တတိယကခွန်ကိုနောက်တော့ရိုက်တယ်အဲ့ဒီနေ့မှဆိုလဲကိုးတက္ကစီကြတယ်လေးတက္ကစီကြတယ်နောက်တစ်ခါကျွန်တော်တို့ခွန်နှစ်တက္ကစီကြတယ်ထူးထူးခြားခြားပေါ့နော်အဲ့တော့မိနစ်ကတော့ခွန်ထိတ်တစ်လုံးဖြောက်သွားခွန်ထိတ်တစ်လုံးလုံးကအပြောက်ဖြောက်ကြသွားတယ်နော်ပါဝါနှစ်စုံလုံးကိုဖြစ်နေကြလုံးမှာကြအခုဒီနေ့တည်းမှာကြတော့ ဒါအတာပြအနေကျကိုရှင်းပြပေးမယ်နော်ဒီနေ့တည်းမှာခွန်ကုနောက်တွေရိုက်တယ်ရိုက်တဲ့နေ့တည်းမှာခွန်နှစ်ပါဝါတဲ့ဆုံးသိစီနှလုံးကပြပြီကိုလေးပါဝါတိစီနှလုံးကြပ်ဘူးအဲ့ညမှာကိုတိစီကတော့ကြပ်ပြီလေးတိစီကမကြသေးဘူးအဲ့ညမှာကျွန်တော်ပြောချင်တာကဒီခွန်ကုနောက်တွေရိုက်တဲ့နေ့တည်းမှာကိုဒီကိုတိစီကကိုလေးပါဝါနဲ့စုံအောင်ကြတယ်ဆိုတော့လေးကစီယူဆမှာပါတယ်ဒီကောင်ကလေးကစီလည်းကစားထားတယ်လမ်းကျော်တွေထတာရှိတယ်ခွန်ကုလိုနောက်တွေရိုက်တာနဲ့အဲ့ဒီနေ့တည်းမှာခွန်ပါတော့စီမြန်ကနေကြောက်ကိုကြပ်တယ် ခွန်ပါသောစီမံကိန်းကျပြီလေဒီမှာ6ခွန်ရှိပထမဒီမှာလည်းခွန်ကိုလိုရိုက်တာနဲ့အဲ့ဒီထဲမှာခွန်ပါသောစီမံကိန်းကျပြီလေခွန်ဆောင်ကဒီမှာလည်းခွန်ကိုလိုရိုက်တယ်ခွန်ပါသောစီမံကိန်း6 6ခွန်လိုကျတယ်ဒီမှာလည်းခွန်ကိုလိုရိုက်တယ်ခွန်ပါသောစီမံကိန်းကျပြီလေအဲ့ဒီမှာ၄ကစီနဲ့၃ကစီကိုသူသူရိုက်သွားရရိုက်ချက်ပေါ့နော်အဲ့တော့ဒီနှစ်တည်းကခွန်ပါသောကိန်းစီမံထက်တယ်ဒီမှာဆို6ခွန်ရှိလို့တက်တယ်အဲ့ဒီကိန်းစီဒီရဲ့နောက်နေကို တုံးကြစီနဲ့ပြန်ကစားတဲ့အချိန်မှာအဲ့ကနေနဲ့သူ့ရဲ့နောက်နေကိုမပြတ်မကွက်လိုက်ဘူးအဒုတိယကဒီနေ့တက်ကကိုကိုနောက်တော့ရဲ့ခွန်ပါတော့စီနီယာကနေခွန်ဆောင်ကအဲ့ကနေနဲ့သူ့ရဲ့နောက်နေကိုမပြတ်မကွက်လိုက်ဘူးအဲ့တော့တတိယကဒီခွန်ကိုနောက်တော့ရဲ့တတိယကမြောက်နေတဲ့ခွန်ပါတော့စီနီယာကနေပေါ့နော်ဖက်ခဲ့တဲ့ကောင်ကျောက်ကောင်ကသူ့ရဲ့နောက်နေကိုလိုက်ပို့တယ်အဲ့တော့ဒီနေ့တည်းမှာခွန်ကိုးနောက်တဲ့စတော့တာမြောက်နေတဲ့မှာခွန်ပါတော့စီနီယာကနေ6ဖြစ်ကောင်အခု9ကောင်ဖြစ်ဆိုတက်တာရှိတယ်အဲ့နှစ်ခွဲတကွတကွဒီနောက်နေကိုလိုက်ထွက်နိုင်မလားပေါ့နော်ဒါနောက်နေတည်းမှာစဉ်းစားလို့ရအောင် အဲ့တော့ဒီခွန်ကိုနောက်တွဲမှာပေါ့အခုကျွန်တော်ပြောပြချင်တာကခွန်ကိုနောက်တွဲမှာခွန်နဲ့ပတ်သက်ပြီးတော့ဒီနေ့တည်းကြားထားတဲ့ကနန်းတဲ့ဘက်ကသူ့ရဲ့နောက်နေကိုစီနီယာကနန်းတဲ့ဘက်ကလိုက်ထွက်သူကိုနဲ့ပတ်သက်တယ်ကောနော်ဒီကိုနောက်ပဲခွန်ကိုနောက်တွဲရဲ့ဒီကလေးကိုရဲ့ပါဝါလေးတိတ်စီလို့ကြားခဲ့တယ်အဲ့ဒီလေးတိတ်စီကသူ့ရဲ့နောက်နေထဲမှာမပြတ်မကွက်လိုက်ထွက်တဲ့အချိန်ကမာတဲ့လေးလို့ရှေ့ဘူးတစ်ချိန်ပေါအောင်ထွက်တယ်အဲ့လိုတကြိမ်သီးတော့လေးတိတ်စီလေးရှေ့ဘူးနဲ့ရိုက်တဲ့အချိန်ကမာနောက်ပိတ်ဒီဘလူးစနစ်မျိုးနဲ့ဝင်လာမှာလေဒါအချိန်မှာ ဒီစနစ်ကအားအကောင်းဆုံးလေအဲ့ဒါကိုကျွန်တော်ဖန်ထားတယ်ပရမတ်ကနော်အဒုတိယကက်ခွန်ကုန်းနောက်တွဲရဲ့ဒီသမားလေးတိတ်မပြောက်တဲ့ဘူးအဲ့လိုပဲသူ့ရဲ့နောက်နေသမားလေးတိတ်ပြီးနဲ့လေးရှည်ဘူးကတကယ်ရိုက်ကိုရိုက်တယ်လေးရှည်ဘူးလို့ရိုက်သွားတဲ့အချိန်ကမှနောက်ပိတ်ကဘယ်လိုစနစ်မျိုးနဲ့ဝင်ပြီးမှလဲဘယ်အချိန်မှအဲ့အဲ့စနစ်မျိုးအဲ့ကနေမျိုးဘယ်အချိန်မှဦးစားပေးကစားရမှာလဲတုတ်ကက်စီကိုကြိုက်တဲ့လူဆိုနှစ်ကက်က ဒီတိုင်းအောင်ပြီပေါ့နော်ဒါကျွန်တော်တို့တုံးကံမြောက်ကိုကစားမှာဒီမှာခွန်ကုန်းနောက်တဲ့တက်တရကရောက်ပြီဒီနေ့ထမလေးထိတ်မပြောက်ခဲ့ဘူးဒါကြောင့်သူ့ရဲ့နောက်ထမလည်းလေးထိတ်ကမပြောက်ဘူးလေးထိတ်မပြောက်တဲ့အထက်ကိုလေးထိတ်ကဘယ်နဲ့ကျင်ဖက်မလဲဘယ်ချိန်မှလာမှာလဲအဲ့တော့ဒါတဲ့ချိန်မှာကျွန်တော်အမြင့်သက်ဆုံးကဒီစနစ်ရရဲ့၄၀မိနစ်တကြိမ်လာမယ်အဲ့စနစ်ရအဲ့၄၀မိနစ်ဘယ်ချိန်မှလာမှာလဲအကောင်းဆုံးချိန်ကိုလည်းဖန်ထားတယ်နောက်ပိတ်ကိုနောက်ပိတ်ကဆက်ွက်တဲ့ကအကြိုက်ဆုံးနောက်ပိတ်တစ်ွက်ဒီဘယ်လိုစနစ်မျိုးနဲ့ဝင်ပါလဲဒါကိုလည်းစစ်စစ်ဖန်ထားတယ် ခုနကျွန်တော်ကတ်ထုတ်မဲ့ထဲမှာဒီ line ကနေမှာ၄ရှည်ဘူးနဲ့အပတ်စဉ်တစ်ခွက်တစ်ခွက်အကြိုက်ဆုံးတစ်ခွက်ဒါကိုထည့်ပေးထားဒါကိုကျွန်တော်တုတ်ထားတယ်ပေါ့နော်အဲ့၄ရှည်ဘူးနဲ့နှစ်ခွက်ထုတ်မယ်လို့ပြောတယ်ဒီ line ကနေတစ်ခွက်ထုတ်ထားဒါက၄ရှည်ဘူးဒီကြိမ်ကြကူကြမယ်ဆိုစနစ်တစ်ခုပေါ့ဒါမျိုးမတူညီတဲ့ frame 6ခုရှိတယ်ဒီနေ့ထဲကို၄ရှည်ဘူးလာနိုင်တာဒီ frame ကနေကျွန်တော်တော်တော်နှစ်နေကကအကြိုက်ဆုံးအကျဉ်းကိုလည်းဖန်ထားတယ်အဲ့ဒီအကျယ်ဆုံးကြည်မှာလေအပတ်စင်လိုက်ပေါ့နော်၄နောက်ပိတ်ကဟိုနောက်ပိတ်တလုံးကအပတ်စင်လိုက်ဆိုဖော်မြူလာစနစ်နဲ့ထည့်ရတာ အပတ်စဉ်လိုက်၅ကြိမ်အတွက်ကိုတစ်ကြိမ်တစ်ကြိမ်လေးနောက်ပိတ်ဟို၄ကြိမ်ဦးနဲ့နောက်ကနောက်ပိတ်အကျဆုံးတစ်လုံးကိုအကျဉ်း၂၀မှာဆိုပါ21မှာဆိုပါ22မှာဆိုပါ23မှာဆိုပါ24မှာဆိုပါဆိုကတ်တုတ်တဲ့တိုင်မှာဒီစနစ်ကနေတကွတ်တုတ်ခါလေဒါကဒီနေ့ထက်မှ၄ရှိဘူးကြနိုင်တယ်ဆိုတဲ့ကစားကွက်တစ်ခုဒါမျိုးမတူညီတဲ့ frame ၆ခုရှိတယ်ကျွန်တော်၃ခုလောက်တော့ရှင်းပြပေးမယ်နော်နောက်တစ်မျိုးကဒုတိယအကြိမ်မှာဒီမှာ break ရှိဒီမှာ break ရှိ ဒီ frame ခင်းကြတော့လည်းတော်တော်များများကြည့်ညားကြတဲ့ frame တစ်ခုပါလား break out break ရှိတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်ရှစ်နှစ်၉နှစ်ချပြီးတော့၆ရက်နှစ်ခတ်၉နှစ်ချပြီးတော့ break out break ရှိဆိုဒုတိယကြိမ်မှာပြန်ပြီးတော့တန်းတယ်အဲ့လိုပဲ၉နှစ်ချပြီးတော့ break out break ရှိဆိုပြီးတော့ပြန်ပြီးတော့တန်းတဲ့ frame ပေါ့နော်၉နှစ်ချတန်းတာဒီ frame လည်း၂၂နှစ်တိုင်း formula ကစားကွက်တွေအများကြီးပါဒီ frame ကတော်တော်ကျေပြတ်ပါတယ်ပေါ့နော်ကျွန်တော်ကကျွန်တော်ကစားကျင်တဲ့လူရင်းကိုပဲကျွန်တော်ရှင်းပြမှာ၆ break ၈ break ကိုနှစ်ချပြီးတော့6 break 10 break ကိုနှစ်ချပြီးတော့6 break 10 break လို့ရိုက်တယ်သူ့မှာဆက်ဆက်တဲ့ area တွေအများကြီးပဲเนาะဒါကြီးကျွန်တော်ပြောမနေဘူးလိုင်းလည်းသိမ့်မကောင်းတော့အဲ့ဒီ6ကြောင့်သူ့ရဲ့နောက်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်မြောက်ထဲမှာကစားကွက်ဒီနှစ်မြောက်ထဲမှာကစားကွက်6 10 break လို့ရိုက်တယ်ဒီ6ကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်မြောက်ထဲမှာသူကနေရင်မဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်မြောက်နှစ်ထဲမှာကစားကွက်သူကနေရင်မဲ့ဒီ6ကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်မြောက်ထဲမှာကစားကွက်အဲ့တော့တိုင်းမင်းအမှန် လာခဲ့တယ်ပြောမယ်ဆိုရင်သုံးဆွနဲ့ခုနဲ့လေးဆွနဲ့ခုနဲ့ငါးဆွနဲ့ခုနဲ့ဒီသုံးဆွနဲ့ခုနဲ့ဒီလေးဆွနဲ့ခုနဲ့ဒီ frame ကိုထောက်ပြီးတော့ငါးဆွနဲ့ခုနဲ့တက်မှလဲဆက်ဆက်မှု area frame နဲ့အဆက်ကြီးအများကြီးဝင်ခဲ့ပြီပေါ့နော်အဲ့ဒီနေ့မှာကျွန်တော်ကစားမဲ့စနစ်က6 8လို့ရိုက်တယ်သူ့ရဲ့နောက်ဒီ6ကြောက်သူ့ရဲ့နောက်6နှစ်မြောက်တဲ့မှာဒီ6 8 frame ကူပေါင်းပြင်း၄ကြောက်အဲ့ဒီနှစ်ထဲမှာလေးအပူတီလေးရှိဘူးဒီကြိမ်လိုက်ကိုလိုက်တယ်လေးထိပ်ဘယ်နှကြိမ်ထွက်မလဲမသိဘူးဒါမဲ့ကြိမ်သီးသောလေးထိပ်မှာလေးရှိဘူးလိုက်တယ် အဲ့လိုပဲဒီကောင်းနေထောက်ဒီနေ့ထဲမှာလေးတိတ်ဒီဘယ်နှကြိမ်ထွက်မယ်ဆိုတော့ကျွန်တော်မပြောတတ်ဘူးတို့တော့လေးတိတ်စီးတစ်ချိန်ဒီရှေ့အပူးနဲ့လိုက်ကိုလိုက်တယ်လိုက်ကိုလိုက်တယ်အဲ့စနစ်ရဒီ6ရှစ်လို့ထောက်တဲ့ဒီ6နှစ်မြောက်2025ရဲ့မှာလေးရှေ့ဘူးတစ်ချိန်လာကိုလာမယ်ဆိုတဲ့ကစားကွက်ကိုကြိုက်တယ်အဲ့ဒီနောက်ပိတ်ကဘာနေဝင်လဲဆိုဒီ frame ကကျတော့နောက်ပိတ်တစ်လုံးဖန်တာကနှစ်ချင်းလာတဲ့ဖြစ်စဉ်ပေါ်မှာအပတ်စဉ်လိုက်ကနန်းထည့်ပြီးတော့ထိုးရတာဖြစ်တဲ့အတွက် သူကသူ့ရှင်းနဲ့ကအထောက်ကူယူပြီးတော့နောက်ဘက်ကိုထဲ့တဲ့ကစားကွက်ထက်နှစ်ချင်းလာတဲ့ထောက်ကွက်နဲ့ကစားကွက်ကိုပူးကြိုက်တယ်ဒါကတော့မိတ်ဆွေတို့ကြိုက်ရင်တပတ်တည်းထည့်သွားဒါကတော့လက်ဆောင်ပြကျွန်တော်ထည့်ပြပေးမယ်6ရှစ်လို့ဒီလိုရိုက်တယ်သူရဲ့နောက်6နှစ်မြောက်ရောက်တဲ့မှာဒီ6ရှစ်ပြိနှစ်ခုပေါင်းကြောင်းကြောင့်4အပူတစ်ချိန်ရိုက်မယ်အဲ့ဒီ4ပူလို့ရိုက်တဲ့ချိန်မှာအဲ့ဒီ6ကြောင့်နောက်ပိတ်အထောင်သုံးလုံးပေါင်းချင်း27လို့ဖြစ်ရမှာနော်27လို့နောက်ပိတ်အထောင်သုံးလုံးပေါင်းချင်း27လို့ဖြစ်တဲ့အချိန်မှာတစ်ချိန်ချိန်မှာဒီစနစ်ကိုအောင်လာလေးရှိပြီနော် လေးရှိဘူးနောက်ပိတ်အတုံးလုံးပေါင်းချင်းအထောက်တိ97လို့အတိအကျဖြစ်တဲ့တကြိမ်ကြိမ်မှာအောင်းလာဒါဆိုလို့ရှိရင်ဒုတိယကဒီတိုင်းပဲရိုက်တယ်ဒီနေ့ထဲမှာလည်းပဲအဲ့ဒီတိုင်းပဲလေးရှိဘူးတကြိမ်ရိုက်တယ်ရိုက်တဲ့အချိန်မှာလည်းနောက်ပိတ်အထောက်တုံးလုံးပေါင်းချင်းဒီ6ကနေလာခဲ့တဲ့စနစ်6ကြိမ်ကိုချတယ်97လို့အတိအကျကျနောက်ပိတ်အတုံးလုံးကိုထောက်တဲ့အချိန်မှာမှဒီလေးရှိဘူးဒီအောင်းလာအဲ့စနစ်ကအကောင်းဆုံးအခုဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြီးခဲ့တဲ့ဘွဲကဒီနေရာမှာ696လို့ထွက်တယ်နော်ဒီနေရာမှာဥမာဆိုကြလို့ဒီ GS လိုက်မလားလိုက်လို့ရပြီလားဒီစနစ်ကကျွန်တော်တို့လေးရှိဘူးထည့်ကြည့်လိုက် လေးရှည်ဘူးထက်ကြည့်လိုက်ထက်ကြည့်နောက်ပိတ်သုံးလုံးကိုထောင်းကြည့်လိုက်ထောင်းကြည့်လိုက်လို့21ကိုဖြစ်မှာ71မရဘူးတော့21လို့အတိအကျဖြစ်မှာဒါဆိုဒီဘွဲလိုမျိုးဆိုကစားလို့ရတယ်ရှင်းနောက်ပိတ်6နောက်ပိတ်ဒီနေရာမှာ9နောက်ပိတ်လို့ဝင်မှာ21ဖြစ်မှာ21ဖြစ်ချင်းဖြစ်တဲ့အတွက်ဒီဘွဲလိုဟာမျိုးဆိုလို့ချင်း၄၄ခွန်ဆိုတဲ့ကနန်းတစ်ကွက်ဒါကအပတ်စနေလိုက်ပြီးတော့ထည့်ထိုးနေရမှာနော်တင်းထိုးရမယ်ကျင်ဒီနောက်ပိတ်သုံးလုံးထောင်းလုံးမှာချင်း21လို့ဖြစ်တဲ့အချိန်တိုင်းမှာတင်းထိုးပါအဲ့တော့27လို့မဖြစ်ပေမဲ့ကျန်တဲ့မှာ1တို့7တို့ဖြစ်တယ်ဆိုလို့ရှိရင်တော့ပါပါထိုးချင်ထိုးပေါ့နော်ဒါကျွန်တော်အကြိုက်ဆုံးကတော့အဲ့စနစ်အောင်မှုက နှိမ့်ချင်းလာတဲ့အထင်းကိုကြိုက်ဆုံးရှင်းနှစ်ကထိမ့်တဲ့အထင်းကိုတွေ့တယ်ဒါပေမဲ့ဒီအထင်းကတော့မကြိုက်ဘူးလေးရှည်ဘူးလို့အောင်ရင်နောက်ပိုင်းသုံးလုံးပေါင်းရင်21လို့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပို့ပြီးတော့တင်ထိုးတက်လို့တော့နောက်ပိုင်းသုံးလုံးပေါင်းရင်တက်လို့တော့အမြဲတမ်းထည့်နေရမှာဒါပေမဲ့အဲ့ဒီတက်က21လို့ဖြစ်တဲ့အချိန်ဒီမှာဆိုပို့တင်ထိုးအခုအခုပွဲလိုဟာမျိုးဆိုဖြစ်တယ်ပေါ့အခုပွဲလိုဟာမျိုးဆိုဖြစ်ပြီပေါ့နော်76ခွန်တက်လို့ဖြစ်အောင်ခွန်လို့ထက်လိုက်ပေါင်းကြည့်ရင်27ဆိုအာဒီလိုပွဲမျိုးဆိုတင်းထူး၅ချိန်ပဲရှိတော့တာ ါ၅ချိန်မှာသူကကြတော့ရှစ်နှစ်ကချုပ်ွက်နဲ့ချုပ်ွက်တွေရှိတယ်အဲ့ဒီချုပ်ွက်တွေကဟာလို့နှစ်ချင်းလာတဲ့ချုပ်ွက်ကိုကျွန်တော်ကဘူသဘောကြတော့ဒါလက်ဆောင်နေနဲ့ထည့်ပြလိုက်တယ်နော်ကနန်းရွေးချယ်မှုကိုအပတ်စနေအဲ့လိုထည့်ထိုးသွားနောက်ပိတ်သုံးလုံးပေါင်းချင်း1အဲ့နောက်ပိတ်သုံးလုံးပေါင်းချင်း1မှာမှ27ဖြစ်တဲ့အချိန်ဆိုပို့ပြီးတော့တင်းထိုးအခုပွဲလိုဟာမျိုးဆိုတာလေးလေးခွန်လုံးဝကွက်တည်27ဖြစ်တယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့စနစ်ကအကောင်းဆုံးဒီရိုက်ချက်အဖြစ်မှာဆိုလို့ရှိရင်ဒါဆိုလေးရှိမှုကြနိုင်တာကျွန်တော်နှစ်ဖရိန်တစ်ခုပြောပြီးပေါ့နော်နောက်ထပ်ဖရိန်တစ်ခုလက်ဆောင်ပေးအောင်မယ်ပေါ့နော်နောက်ထပ်ဖရိန်တစ်ခုက ကလင်နာမှာတစ်လေးကုံလို့ဒက်ထွက်တာသုံးချိန်ပဲရှိတယ်တစ်လေးကုံလို့ဒီနေရာမှာဒက်ထွက်ခဲ့တဲ့ပရမသုံးချိန်၁၂နှစ်ချပြီးမှနောက်ထပ်တစ်ခါတစ်လေးကုံလို့ဒက်ထွက်တယ်၁၂နှစ်အတိအကျချပြီးတော့မှတစ်လေးကုံလို့ဒက်ထွက်တယ်ဗနန်းသုံးလုံးပေါင်းချက်ဒီ၁၂အဲ့တစ်လေးကုံတက်ဒီမှာထွက်တယ်၁၂ချိန်ချပြီးမှဒီမှာတစ်လေးကုံလို့ဒက်တစ်ခါပြန်ထွက်တယ်၁၂ချိန်ချပြီးမှတစ်လေးကုံလို့ဒက်ထွက်တယ်နောက်ထပ်လည်းထွက်ထတာမရှိဘူးအဲ့တစ်လေးကုံကနေထောက်တစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်ခုနှစ်ချိန်မြောက်ဒီနှစ်ဒီမှာပေါ့နော် နှစ်၃၄၅၆၇ကြိမ်မြောက်ထအဲ့နှစ်တည်းမှာနှစ်ဦးမှာနှစ်ပိတ်နှစ်ခါလို့ရကြအဲ့ဒီနှစ်ခါလို့မြတ်ချင်းမှာခါနှလုံးပေါင်းခြင်းနှစ်လို့ထည့်တယ်အဲ့လိုခါနှလုံးပေါင်းခြင်းနှစ်ကအရင်ခန်းတဲ့နေရာမှာဒီပထမကံမှာ၉၃နဲ့ခန်းတယ်ဒုတိယကံမှာ၈လေးနဲ့ခန်းတယ်တတိယကံမှာဆို၇၅နဲ့ခန်းတယ်နှစ်ခါလို့ပုံစံရိုက်တယ်နှစ်ခါလို့မြတ်ချင်းမှာခါနှလုံးကိုနှစ်လို့ထည့်တယ်အဲ့လိုနှစ်လို့ထည့်ချိန်မှာပထမက၉၃ဒုတိယကက၈လေးတတိယက၇၅ဒါပထမကအတလေး၇၆၇၆နှစ်မြောက်နှစ်ထဲမှာနှစ်ဦးမှာနှစ်နောက်ပိတ်နှစ်ခါလို့ထည့်တယ်ထည့်တဲ့ချိန်မှာဒီနေရာမှာခါနှလုံးကိုနှစ်လို့ခန်းတယ် နှစ်လိုခံတဲ့ချိန်မှာလည်းရှစ်လေးပရမ9သုံးပြီးမှရှစ်လေးနဲ့ခံတယ်။အဲ့လိုပဲတလေးကွန်နေခုနှစ်နှစ်မြောက်တိတိထောက်ဒီနေရာမှာနှစ်ခါလို့တဲ့ခဲ့တဲ့ချိန်မှာလည်းဒီနေရာမှာရှစ်မှာခါးနှလုံးကနှစ်လိုအရင်ခံပြီးတာခွန်9နဲ့ခံတယ်ပရမကံမှာ9သုံးဒုတိယကံမှာရှစ်လေးတတိယကံမှာခွန်9ဆိုအတိအကျစီနီယာနှစ်ခံပြီးမှကဏ္ဍနှလုံးပေါင်းချင်းနှစ်လိုထက်ပြီးမှဒီနေရာမှာနှစ်ခါလို့ပြန်ထက်အဲ့တော့အဲ့ဒီစနစ်က main ကြတဲ့အထောက်ကိုပဲကျွန်တော်ပြောရအောင်နော် အဲ့ဒီကနန်း၃လုံးပေါင်းလိုက်မယ်ဆို၉၃နဲ့၄လို့ဖြစ်ပြီတဲ့အဲ့ဒီ၄ကတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်မြောက်နှစ်ထဲမှာ၄ရှိဘူးပြီတဲ့မပြတ်မကွက်ဒီကြိမ်လိုက်ထွက်တယ်ဟုတ်မဟုတ်ကြည့်ပါနော်တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်8အ9နှစ်မြောက် sorry တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်8နှစ်မြောက်နှစ်ထဲမှာတဲ့၄ရှိဘူးဒီကြိမ်ကြည့်ရကြလိုက်ထွက်တယ်တဲ့၄ရှိဘူးကတိတိကျကျဒီကြိမ်လိုက်ထွက်တယ်၄တိတိဘယ်နှကြိမ်ထွက်မှန်းမသိဘူးဒါပေမဲ့၄ရှိဘူးဒီကြိမ်ပါအောင်ဖတ်တယ်တဲ့ အဲ့လိုပဲဒီမှာ၈နှစ်၃လုံးပေါင်းချင်း၄လို့ထည့်ပြီးရချိန်မှာတနည်းနည်းနည်းသုံးနှစ်၄နှစ်၅နှစ်၆နှစ်8နှစ်မြောက်နေထင်ပါရဲ့၄ရှည်ဘူးဒီတစ်ချိန်ပါအောင်ထွက်တယ်တဲ့၄တစ်ချိန်ဘယ်နှချိန်ထွက်မှမသိဘူး၄ရှည်ဘူးတစ်ချိန်ကတော့ပါအောင်ကိုထွက်တယ်တဲ့ဒါဆိုတတ္တရကဒီမှာ8 9နှစ်၃လုံးပေါင်းချင်း၄လို့ရိုက်ပြီသူကနေတော့တနည်းနည်းနည်းသုံးနှစ်၄နှစ်၅နှစ်၆နှစ်8နှစ်မြောက်နေထင်ပါရဲ့၄နှစ်ထဲမှာပေါ့နော်ခုထူတဲ့၄ကတစ်ချိန်မှမကြလာသေးဘူး၄တိတ်စီကတော့တော့၈နှစ်ကတ်မှာတော့၄တိတ်စီနဲ့၄ရှည်အပူနဲ့ တချိန်ကအတိတိကျကျထွက်တယ်တဲ့အဲ့ဒီအချိန်ကဘယ်အချိန်မှထွက်မှာလဲအဲ့လိုလေးရှိဘူးလို့ရိုက်တဲ့အချိန်ကမှနောက်ပိတ်ပြီးဘလို့စနစ်မျိုးနဲ့တစ်လုံးအကောင်းဆုံးဘလို့ထည့်တယ်ဒီ frame ဒီစနစ်ကနေကျွန်တော်ရွေးချယ်ထားတယ်အဲ့တော့ခုနကကျွန်တော်ပြောလိုက်တဲ့ကျန်တဲ့၅ချိန်အတွင်းမှာလေးရှိဘူးကျွန်တော်ကစားကွက်ကိုလိုက်မယ် sequential စနစ်အဲ့ sequential စနစ်တွေကမှတပတ်တပတ်ကိုကျွန်တော်နှစ်ကွက်နှစ်ကွက်ထုတ်မယ်အကျိုက်ဆုံးအဲ့နှစ်ကွက်ထုတ်တဲ့အချိန်မှာဒီ frame ဒီစီကျောင်းကနေတစ်ကွက်ထုတ်မယ်ခုနကခွန်ကုနောက်တွဲကနေတစ်ကွက်ထုတ်တယ်